မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်မြောင်းလိုင်းမန္တလေးနန်းတွင်ရောက်ရှိနေချိန် short တုံးနဲ့အပြစ်ခံရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်မြောင်းလိုင်းဒီဇင်ဘာလ၄ရက်နေ့မနက်ပြင်းဦးလွင်စစ်တပ်ကတပ်ကနေမန္တလေးမြို့လပခကိုရောက်ရှိနေပြီးတက်မီတာစုညာနဲ့တွေ့ဆုံချိန်မန္တလေးတောင်ဘက်ရှိ short တုံးသုံးလုံးခန့်ခြားရောက်လာပြီး အဆိုပါလပခမှာရုံရင်ဆန့်ခတ်ဖြစ်သွားကြကြောင်းသိရပါတယ်။အဲဒီနောက်စစ်တပ်ရဟတ်ရင်ဖြစ်နေပြီးတော့ကိုချက်ချင်းပြန်သွားလို့စေကောင်းဆောင်ကြည်ထိမှန်နိုင်ကြောင်းမန္တလေးမြို့ဒေသခံတွေစီကသိရပါတယ်။မေယောင်လိုင်ဟာဒီဇင်ဘာလ3ရက်နေ့မှာစစ်တပ်ကတော့အပတ်စဉ်68တင်းနန်းစင်ပွဲကိုတက်ရောက်ခဲ့ပြီး PDF တွေကိုအလင်းဝင်ပို့ပြောကြခဲ့ပါသေးတယ်။စေကောင်းဆောင်ဟာမတရားအာဏာသိမ်းပိုက်ပြီးသူ့ကိုယ်သူတမရယာဒူးတွေအတင်းလှုပ်ယူကောင်းအနာစည်းစိမ်တွေမမောနေပေမဲ့ဘဲပြည်သူတအူးတယောက်ကမှသူ့အပေါ်ယုံကြည်ချစ်ခင်မှုမရှိတာ ပြည်သူတွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ဒါကြောင့်တော်လန်ရေးတပ်တွေကထူထွားတဲ့နေရာတိုင်းမှာဖောက်ခွဲတိုက်ခိုက်မှုတွေမကြာခဏလှုပ်လေရှိကြပြီးဒီနေ့မန္တလေးမြို့ရောက်ရှိနေချိန်မှာလေရှော့တိုက်တုံးသုံးလုံးနဲ့လှပခနန်တွင်ကိုတိုက်ခိုက်ခဲ့ကြောင်း February 4မြန်မာ VWN အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးရွှေခောက်ပွဲဖြစ်မြောက်ပါကတော်လန်ရေးအင်အားစုများရက်တည်ရန်ခက်ခဲလာမည်ဟုစေကောင်းဆောင်မင်းအောင်လိုင်ပြောတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကစေအာနာသိမ့်ပြီး၅နှစ်အကြာတွင်ပြုလုပ်မယ်၎င်းတို့ရွှေကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်နိုင်ပါကခုခံဆန့်ကျင်တော်လှန်နေသည့်အင်အားစုများရှေ့ဆက်ရပ်တည်ရန်ခက်ခဲလာမည်ဟု၎င်း၏လက်အောက်ခံတပ်ဖွဲ့ဝင်များကိုပြောကြားခဲ့ပါသည်။မန္တလေးတိုင်းပြည်ဦးလင်မြို့ရှိစစ်တပ်ကတို့တွင်ယမနေ့ဒီဇင်ဘာ3ရက်နေ့ကပြုလုပ်ခဲ့သောဘူလောင်တင်နယ်အမှတ်စဉ်68တင်နယ်စင်ပွဲအခမ်းအနားတွင်စေကောင်းဆောင်ကမိန်ကွန်းပြောကြားရ၌ထို့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းစစ်ကော်မရှင်၏ထုတ်ပြန်ချက်အရသိရပါသည်။ ပြည်သူ့ဆန္ဒမင်းနဲ့ရွေးကောက်တင်မြောက်တဲ့အစိုးရတရက်ဖြစ်ပေါ်လာခဲ့ရင်လက်ရှိ၎င်းတို့ကိုစန့်ကျင်နေသူတွေအနေနဲ့သူတို့ရှေ့ဆက်ရက်တီဖို့ခက်ခဲလာနေတာကြောင့်ရွေးကောက်ပွဲကိုအနောက်ရှက်ဖြစ်အောင်လှုံ့ဆော်နေကြတာဖြစ်တယ်ဟုစစ်ကောင်ဆောင်ကဆွဆွဲပြောဆိုပါတယ်။အလားတူနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားများကိုလက်ညှိုးထိုးကတိုင်းနိုင်ငံလုံးဖြစ်ခတ်တိုက်ခိုက်မှုရက်စက်ရေးသဘောတူစာချုပ် NCA ရေးထိုးထားသည့်တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့မှရှီထားပီးတာဂရီကဝတ်များအားချိုးဖောက်၍ရင်ချင်းရေးလမ်းကြောင်းကိုသွေဖယ်မှုပြုလုပ်ခဲ့ကြောင်း၎င်းကဆွဆွဲခဲ့ပါတယ်။ ထို့ပြင်တော်လှန်ရေးအင်အားစုများ၏လှုပ်ဆောင်ချက်များကိုတားဆီးကောက်ွယ်ပြီးရွှေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်တပ်ဖွဲ့ဝင်များအနေဖြင့်ပြည်လူလူနှင့်လက်တွဲကာကြာရကဏ္ဍအသီးသီးမှဂျိုးပန်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်းစစ်ကောင်ဆောင်မြောင်းလိုင်းကဆက်လက်ပြောကြားခဲ့ပါသည်စစ်ကောင်ဆောင်ကဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတိဆောက်ရေးအားရည်မှန်းချက်တူကြလျင်ပြည်ထောင်စုအကျိုးကိုရှေ့ရှု၍ PDF အပါအဝင်လက်နက်ကိုင်အဖွဲ့များအနေဖြင့်ဥပဒေပေါင်းအတွင်းဝင်ရောက်လာရန်ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါသည် စစ်ကော်မရှင်ကပြုလုပ်သွားမဲ့ရွေးကောက်ပွဲသည်၎င်းတို့အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေရန်နှင့်နိုင်ငံရေးထွက်ပေါက် ရရှိစေရန်ရည်ရွယ်ကောင်းလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ထို့ကြောင့်ပြည်သူနှင့်တော်လှန်ရေးအင်အားစုများအပြင်ကုလသမဂ္ဂနှင့်နိုင်ငံတကာမှလည်းရင်းရွေးကောက်ပွဲကိုလက်ခံခြင်းမရှိပေအတူအရောင်ဖြစ်သက်မှတ်ခါကန့်ကွက်မှုများလှုပ်ဆောင်လျက်ရှိပါတယ်။ဆလဘီ TNL နဲ့အပြည့်ရဲ့သဘောတူညီပြီးနောက်ပိုင်းမိုးကုတ်မြို့နယ်ကိုစစ်ကောင်စီပထမဆုံးအကြိမ်လေးချောင်းတိုက်ခိုက်တဲ့ဆွဲသတင်းကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မိုးကုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒီကနေ့ဒီဇင်ဘာ၄ရက်မနက်စောပိုင်းမှာစစ်ကောင်စီကလေချောင်းကနေပုံကျဲသွားတယ်လို့မြို့ခံတွေကပြောပါရယ်။လက်နက်ကြီးပစ်တံတွေရောလက်နက်ငယ်တံတွေရောကြာရတာစစ်တပ်ဘက်ကနေပြီးတော့တိုးဝင်လာလို့ PDF တွေကပြစ်နေတာလို့သုံးသပ်ကြတယ်။ဒီနေ့မနက်9နာရီခန့်မှာဆိုရင်လေလက်နက်ကြီးပစ်တံချရတယ်။အဲ့ဒါကတော့စစ်တပ်ကမြို့တွေကနေလှမ်းပစ်တာလို့မိုးကုံမြို့ကန်တအူးကပြောပါရယ်။ ဘောကုံမြို့နယ်ဖုံးမာကြီးပါအနီးမှာမနေ့ကဒီဇင်ဘာ3ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပြီးဒီနေ့ဒီဇင်ဘာ4ရက်မနက်စောပိုင်းတနအီခန့်မှာကြီးပါအနီးကိုဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။တိုက်ပွဲကဘောကုံမြို့အနောက်ပိုင်းမြို့ပြင်ဘက်မှာဖြစ်နေတာစစ်တပ်တက်ဆွဲထားတဲ့နေရာတွေကို PDF တွေကလည်း drone နဲ့ပုံကျဲတယ်။စစ်တပ်ကလက်နက်ကြီးအပြင်လေကြောင်းကနေပါပုံကျဲတယ်ဗျ။ဒေသခံတွေကတော့သတိနဲ့နေနေကြတယ်လို့ဘောကုံမြို့အနောက်ပိုင်းကဒေသခံတအူကပြောပါတယ်။ TNL နဲ့သဘောတူညီပြီးတဲ့နောက်စစ်ကောင်စီတပ်တွေကမိုးကုံမြို့ကိုနိုဝင်ဘာ29ရက်ညနေမှာဝင်ရောက်လာတာဖြစ်ပါတယ်။ပြည်သူစစ်တင်နန်းစင်တပ်သားတပ်တွေအပါအဝင်အင်အားတထောင်ခန့်ပါဝင်ပြီးမိုးကုံမြို့စေယုံကြောင်ကြီးဘောလုံးကွင်းနေရာတွေမှာလက်နက်ကြီးတွေတပ်ဆင်ပြီးတပ်ဆွဲနေပါတယ်။နိုဝင်ဘာ30ရက်ညနေမှာတော့စစ်ကောင်စီတပ်စစ်ကြောင်းတချို့ဟာမိုးကုံမြို့ပြင်ပတ်တိုးလာလို့ PDF နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ DNL စုတ်ဖွားသွားပြီးတဲ့နောက်ပထမဆုံးဖြစ်တဲ့အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်တေဆုံးသူ20ဦးထပ်မံနေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီကလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေရဲ့နေအိမ်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။စစ်ကောင်စီနဲ့အပြစ်ရဲ့သဘောတူညီပြီးတဲ့နောက် DNL တပ်တွေစုတ်ဖွားသွားပေမယ့်ဘိုးကုံမြို့နယ်တဲမှာစစ်တပ်နဲ့ PDF တွေတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဒေသခံတွေကသုံးသပ်ကြပါတယ်။ DNL ကမိုးကုံမြို့ကနေစုတ်ခွာမယ်လို့အောက်တိုဘာ29ရက်မှာသတင်းထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမြို့ကိုကာကွယ်ဖို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေအပါအဝင်မျိုးပတ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။ DNL က၎င်းတို့အနေနဲ့မျိုးကိုစစ်တပ်လက်ထက်အမှားဖြစ်ပြီးတော်လန်ရေးအဖွဲ့တွေကိုတနက်မဖောက်ဖို့ခေါ်ပြောခဲ့ပါတယ်။ဒါကြောင့် PDF နဲ့တော်လန်ရေးတပ်တွေကမျိုးအပြင်ဘက်ကိုစုခွာခဲ့ပေမဲ့မျိုးပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာလို့ PDF တွေကတိုက်ခိုက်တာလို့သိရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကမိုးကုံမြို့တွေကနေရာတချို့မှာလက်နက်ကြီးတွေတပ်ဆင်ပြီးတိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကိုပြစ်ခတ်နေတယ်လို့သိရပါတယ်။ ဆက်လက်ပြီးအေအေပြစ်ခတ်တဲ့လက်နက်ကြီးကြီးများစစ်တွေဓာတ်ကဆဌာနချုပ်နဲ့တရင်တွေမှာကြားရောက်ပောက်ကွဲတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာရကတပ်တော် AA ကလှမ်းပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာစစ်တွေမျိုးအခြေစိုက်စစ်ကောင်စီရဲ့ဒေသကိုယ်ကယ်မှုစစ်ဌာနချုပ်ဓာတ်ကဆနဲ့တရင်အသီးသီးမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ AA နဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကနေ AA ထိန်းချုပ်ထားတဲ့ရှက်သေးတောင်ပုံနာကျော် ပေါတော်စသည့်မြို့နယ်တွေမှာခြေရွာတွေကိုလက်နက်ကြီးတွေနဲ့နှိမ့်စင်ရက်ဆက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအရကတပ်တော် AA ကလည်းလက်တုပ်ပြန်တဲ့အနေနဲ့စစ်တွေမြို့နယ်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်တွေမျိုးတရင်တွေကတော့အေအေထိန်ချုပ်ထားတဲ့ပေါတော်ရတေတောင်ပုံနာကျုံကကြီးွာတွေကိုလက်နက်ကြီး drone တွေနဲ့နှိမ့်စင်တဲ့အမြကင်းထောက်ပြီးဖြစ်ခတ်မှုတွေရှိပါတယ်။ဒါကိုအေအေကလည်းပြန်ပစ်တာရှိပါတယ်။ ဒီဇင်ဘာလ၂ရက်နေ့တုန်းကဆိုရင်ဓာကာစဌာနချုပ်တွေတခြားတရင်တွေမှာကြားရောက်တာရှိတယ်လို့ကြားရပါတယ်လို့အေအေနဲ့နီးစက်တဲ့စီရီတရင်ရင်ကပြောပါတယ်စစ်ကောင်စီတပ်ဟောင်းရန်ကုန်စစ်တွေအဝေးပြေးကားလမ်းမှရှိတက်ကယ်ပြင်ကန့်ကော်ကျွန်းကြာမတောင်ပါဒလိတ်စတဲ့ကြီးရွာတွေမှာတက်ဆွဲနေရယူထားကြတာလည်းဖြစ်ပါတယ်လက်ရှိအရကတက်တော့အေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာ တိုက်ခဲ့ခြင်းကြီးရွာရှိဒါကစဌာနချုပ်တို့ယာယီအခြေစိုက်ထားတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာမခနေရာမှာကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့လေစီရီယံဘူကြီးစင်ယောကသတင်းဌာနကိုပြောပါရယ်လက်နက်ကြီးကြတာကတော့တိုက်ခဲ့ပြမှာရှိတဲ့ဒါကစဌာနချုပ်ကိုကြားရောက်ပောက်ကွဲခဲ့တာပေါ့အဲ့ဒီနေရာမှာအခုတော့နာပခဌာနချုပ်ယာယီအခြေပြုထားတဲ့နေရာပါအဲ့ဒီဘက်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့မှန်းဆလို့ရပါတယ်စစ်တပ်ရဲ့ခန်းစစ်စခန်းတွေကလည်းခန့်ခေါ်ကျွန်းကြီးရွာမှာရှိနေတာဖြစ်ပါတယ်ခန့်ခေါ်ကျွန်းကိုလည်းအနီးကပ်ထားတာက တဖက်ချမ်းရဲ့ရွာဘူကျေးရွာမှာဖြစ်တဲ့ရွာဘူကနေဖြစ်တာဆိုတော့တက်ကဲ့ပြင်တက်နေအတွင်းမှာခလာရ20ရှိမယ်။ပြီးရင်ဓာတ်ကစားရှိမယ်။နာပါခရှိမယ်ပေါ့နော်။ဆိုတော့အေအေကလည်းအဲ့ဒီသုံးနေရာကိုချိန်ရွယ်ပြီးတော့ဖြစ်ခက်လေးရှိပါတယ်။ဒေဇာတာကတော့ခလာရ20ဓာတ်ကစားကိုကြတာဖြစ်ဖို့အများတယ်လို့ပဲတွက်ဆရပါတယ်လို့စီရီယန်ဘူကြီးစင်ရော်ကပြောပါတယ်။အေအေဖြစ်ခက်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်ဓာတ်ကစားနဲ့တရင်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေရဲ့မိသားစုဝင်တွေဟာစစ်တွေမျိုးပေါ်ရှိတရင်တွေကိုရွှေ့ပြောင်းမှုတွေပြုလုပ်နေကြတယ်လို့လည်းသိရပါတယ်။ အဆိုပါလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်စစ်ကောင်စီတပ်သားတွေအထူးကြိုက်တွေများစွာရှိနေပြီးအတိအကျသိရှိနိုင်ဖို့အတွက်သတင်းဌာနကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အာရကတက်တော် AA ဟာပြီးခဲ့တဲ့လတွေမှာလဲစစ်တွေမျိုးရှိကန်းကော်ကျော်နေဒါကာဆာဌာနချုပ်တီရှိယာနေရာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်တွေမျိုးနဲ့မှာဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာဆာစစ်တွေနဲ့ကုတ်ကဲမှုအောက်မှာခြေလျင်ခြေမြန်တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတယ်ခလာရ20ခလာရ ခလာယ290ခမာယ344ခမာယ354တက်တွေအပြင်အမှတ်7အမှတ်36ရဲတပ်ရဲနဲ့ကြားမတော့ကြီးပါအနီးရှိအမှတ်908စစ်မြေပြင်အင်ဂျင်နီယာတယင်းတို့အပါဝင်ရွှေမင်းခန့်ရဲတပ်စခန်းဝိုင်ကန်းကြီးမှရှိတဲ့အမှတ်3ဖြူဟာရဲတပ်ဌာနချုပ်တို့ရှိနေတာလည်းဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ဖြူပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။